ဲတော်လိုင်းတောင်းနေဆက်လက်ပြဆောင်ရတယ်လူအမျိုးမျိုးဆိုတော့ဘယ်လိုဖွဲ့ရောကျန်တဲ့ရုပ်စက်အသီးသီးအားလုံးကိုဒီပါလေတော့ဆန်းစစ်ကြည့်နေပတ်သက်လို့တိတ်မတိသေးတဲ့တစ်ချက်ပေါ့ရှင်းလင်းလုံးလည်းမပေါ်သေးဘူးနောက်88တကြာကာလလောက်မှာကျွန်တော် message တခုတော့ဆူရှိပို့လိုက်နေတယ်အဲ့ဒါပါလေဆိုတော့ဘိုးချုပ်အောင်ဆန်းရဲ့ တတိယအကျင့်ဘဂတနီယကဥက္ကဋ္ဌဖြစ်တုံးကဘုရားပြောခဲ့တဲ့မိန့်ခွန်းအဲ့ဒီမှာသူကဘဂတဥက္ကဋ္ဌအနေနဲ့ဈေးကြိုင်ရောကိုသွားပြီးတော့သဘုံထရမယ်လို့ပြောခဲ့တဲ့မိန့်ခွန်းကိုကျွန်တော်ကြံပါတန်ကြံမှာပြရတဲ့သူအရန်ကျေစုတင်အောင်ပြောတယ်အချက်အဲ့ဒါနဲ့အတူတူဘာမက်ဆေ့ချ်ပေးလိုက်လဲဆိုတော့သူရဲ့တက္ကသိုလ်ရိပ်သာလအင်ဂျီကိုရောင်းပြီးတော့လူငယ်တွေအတွက်အောင်ဆန်းဖောင်ဒေးရှင်းပညာရေးလုပ်ပေးခြင်းနဲ့အဲ့ဒါသူရဲ့စံတာ ရှစ်လေးလုံးဘယ်နာနေမှမသိခင်တည်းကသူ့ရဲ့ပေါ်လာဖြစ်တယ်ပြီးတော့မှသူ့ရဲ့မိခင်ဇာပနာအခန်းဇန်နဝါရီ2ရက်တင်းလာနေ့မှာသူတက်စာအဋ္ဌကထပြီးသွားတဲ့အချက်ကလေးကိုကျွန်တော်ပြောပြချင်။နော်ဘာပြောသွားလဲဆိုတော့ကျမဖေဖေချက်မှတ်ခဲ့တဲ့လမ်းစဉ်အတိုင်းဒီတော်စုကြီးဖွံ့ဖြိုးတိုးတက်အောင်ဒီတော်စုဘွားတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်အောင်ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားအောင် ပြည်တော်စုမြေပေါ်မှာနေပြီးပြည်တော်စုသားတွေနဲ့အတူသေတပံသက်တဆုံးကြိုးပါအထောက်သွားပါပဲမိမေမိမေကောင်းရသူပြီလာပါအဲ့သူရဲ့တစ္ဆာအထိတ်ထပြုတ်ချက်ဇန်နဝါရီနှစ်ရက်နေ့89ဆက်ပြီးတော့ပြောတယ်နော်ကျမကအမျိုးဘာသာသာသနာနဲ့နော်တိုက်ပြီးအကျိုးတည်ဖို့နိုင်တယ်ဆိုရင်ကျမရဲ့အလုပ်တွေအောင်မြင်ပါစေလား သူတို့တပေကအမျိုးဘာသာသာနာနဲ့တိုင်းပြည်အကျိုးပို့ပြီးတော့စွမ်းဆောင်နိုင်ရဆိုရင်သူတို့ရဲ့အလို့အောင်မြင်ပါစေကဒီပေါင်းသုံးကံကနေဖြတ်လာတဲ့အခါမှာဘသူတွေကအောင်မြင်နေတယ်လေဘယ်အကောင့်တွေကဒီကနေ့ကပတ်အလယ်မှာဘုံဘုံနဲ့ကြဆုံနေတယ်ဆိုတာမြင်သွားပြီလေကျွန်တော်တစ်ချက်ပြောတော်ဆန်းစုကြည်ကအဲ့ဒီလိုသူ့ကိုအတိုက်အခိုက်ခံအဝေးပန်းခံအမုန်းကြီးခံသူ့ပေးတဲ့စုတွေကိုရုပ်သိမ်းခံပြီးတော့ကို ီကနေ့ဘလို့ရက်တည်နေတယ်ကျွန်တော်ပြောချင်တာကရန်သူရဲ့ရန်သူဟာကျွန်တော်တို့ရဲ့မိတ်ဆွေဖြစ်တယ်နော်ဒီကနေ့မင်းအောင်လာရဲ့ရန်သူကြီးဒေါက်ဆန်းစုရှိဖြစ်တယ်မင်းအောင်လာရဲ့ရန်သူကြီးအန်အန်ဒီဖြစ်တယ်ကျွန်တော်ဒါပဲပြောချင်တယ်နော်အဖွဲ့အစည်းတွေဖြစ်ဖြစ်နော်ဘယ်နိုင်ငံကြီးတွေပဲဖြစ်ဖြစ်ဝါစီဝါစဲပဲရန်သူရဲ့မိတ်ဆွေဟာကျွန်တော်တို့ရဲ့ရန်သူဖြစ်တယ်လို့ပြောရင်းနဲ့ဒီနေ့ကောင်းစား